အားလုံးပဲမင်္ဂလာပါ EMF YouTube channel နေကြိုဆိုပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးချင်တာကဒီပေါအိုးတွေပေါ့နော်ပါဝါမလာရရဲ့ပြီးတော့နောက်ပြဿနာတစ်ခုကဒီပေါအိုးတွေမှာပြဿနာပြဿနာအဖြစ်များတဲ့ပြဿနာပေါ့နော်ဒီထမင်းအိုးထမင်းအိုးမကျခင်ပေါ့နော်ကောင်းကောင်းမကျတဲ့အချိန်မှာခလုတ်တက်သွားတာမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့ဘယ်လိုပြုပြင်ရမလဲဆိုတာတွေကိုမျှဝေပေးထားပါတယ်မိတ်ဆွေတို့အနေနဲ့ဒီအိမ်မှာပေါ့နော်မိမိတို့ကိုယ်တိုင်ဒီအိမ်ကပစ္စည်းတွေလျှက်စပစ္စည်းတွေကို ကိုယ်တိုင်ပြုပြင်နိုင်အောင်လို့ကျွန်တော်ဒီရည်ရွယ်ချက်နဲ့မျှဝေပေးခြင်းဖြစ်ပါတယ်အခုဗီဒီယိုမှာတော့ဗောနော်ဒီ cloud တွေဒီ splain တွေညောင်းတာတန်လိုက်အားတွေမကောင်းရင်ဘယ်လိုလဲမလဲဒီ coin တွေမှာဒီ coin တွေမကောင်းရင်ဘယ်လိုလဲမလဲဗောနော်အဲ့ဒါတွေကိုရှင်းပြထားပါတယ်ဒါတော့ပထမဆုံးဖြည့်ရှင်းမဲ့ပြဿနာပေါ့ဗောနော်ခလုတ်တင်လိုက်ပေမဲ့မီးမပြောင်းတဲ့ပြဿနာပါပေါ့ တမင်ကိုပေါင်းဖို့ချလိုက်တဲ့အခါမှာဒီ cook ဆိုတဲ့ cloak ဘက်ကိုပြောင်းမသွားတာပေါ့နော် cloak ကတော့တင်တယ်ကြိုက်မယ်မိက cook ဆိုတဲ့ဘက်ကိုမပြောင်းဘူးပေါ့နော် one bit မှာပဲဖြစ်နေဒီပြဿနာကိုအရင်ရှင်းမှဖြစ်ပါတယ်ဒီဘက်ကုတ်ဆိုတဲ့ဘက်ကိုမီးလုံးမပြောင်းဘောเนาะပြီးတော့ဒီအိုးကသမင်းမကျက်ဘူးဘောเนาะပြောရမယ်ဆိုရင်မကျက်ခင်တက်တက်သွားတဲ့ပြဿနာဘောเนาะသမင်းမကျက်ဘူး မိခလုတ်ပြောင်းသွားတယ်ထမင်းမကျက်ဖက်နဲ့မိခလုတ်ပြောင်းသွားတယ်ထမင်းမကျက်တဲ့ပြဿနာဖြစ်ပါတယ်တန်းကြည့်မယ်အေးအောက်ကအဖုံးပေါ့နော်ပေါင်းရဲ့ဖုံးကိုဖြုတ်မယ်စကရူ၃လုံးရှိပါတယ်စကရူ၃လုံးလုံးဖြုတ်ပါအင်း key point လေးမှာပေါ့နော်ဒီ key point လေးမှာတည်တည်ချာချာမီးမကူးတဲ့ပြဿနာဖြစ်နေတာဖြစ်ပါတယ်အဲ့တော့ဒီ key point လေးကို call back နဲ့စားရမှာဖြစ်ပါတယ်ဒီ key point လေးကဒီတန်ကြီးတွေများနေပေါ့နော်ဖုံဖုံတွေတန်ကြီးတွေနဲ့များနေတဲ့အတွက်အဲ့ဒီကောင်ကိုတန်ရှင်းပြန်လုပ်ပြီးတော့ပြန်ပြီးတော့စမ်းကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ call back နဲ့ဒီ point ကိုစားမှာပေါ့နော် point လေးတွေကိုစားမှာဖြစ်ပါတယ် วิดเวนเฟลลงโอซาบีบา ားနဲ့ဒေချာလေးစားပြီးတဲ့အခါမှာ point လေးတွေပြောင်းသွားပြီးကြီးတွေပြောင်းသွားပြီးဆိုလို့ရှိရင်ဒီပေါင်းကို flat ထုတ်ပြီးတော့ခုနလိုပြန်ဆန်းကြည့်မှာဖြစ်ပါတယ်ဒီဘလတ်ထုတ်မယ်ဒီဘလတ်ထုတ်ပြီးတော့ဒီမှာ1 clock မှာရောက်နေပြီအဲ့တော့ပေါင်းဦးတင်တယ်လို့ပေါ့နော်ဒီဘက်ကနေစကူတစ်ခုနဲ့ဖြီးထားတာပေါ့အလေးချိန်တစ်ခုဒါဆိုရင် cook ဆိုတဲ့နေရာမှာမရွေးတော့ဘူးပေါ့နော် ဒါဆိုရင်ထမင်းအိုးခလုတ်တင်ပေးပဲပေါ့နော်ဒီ1ခလုတ်ကနေမှပြောင်းလဲပြဿနာပေါ့နော်ထမင်းအိုးကောင်းကောင်းမကြည့်တဲ့ပြဿနာဟိုမီးခလုတ်ခဏခဏဟိုဘက်ဒီဘက်ပြောင်းနေတဲ့ပြဿနာကိုပြုပြင်ပြီးသွားတာပဲဖြစ်ပါတယ်ဒီတစ်ခါတော့ပါဝါမလာတဲ့ပြဿနာနဲ့ဒီထမင်းအိုးမကြည့်ခင်မှာခလုတ်တက်တဲ့ပြဿနာပေါ့နော်ခလုတ်တက်တာဒီကဒီတစ်ခါကျတော့ဟိုမီးပြောင်းနေမှာခလုတ်ကတက်သွားတဲ့ပြဿနာပေါ့နော်အဲ့ဒီဟာကိုဖြေရှင်းပြမှာဖြစ်ပါတယ်အရင်ဆုံးအပုံးလေးကိုဖွင့်မယ် ကောင်းချွတ်မယ်ဒီကောင်လေးမကောင်းဘူးဆိုရင်ဖမဲမကျက်ခင်ခလုတ်တက်တာတွေပါဖြစ်တတ်ပါတယ်အဲ့တော့ဒီကောင်ကဖြစ်တာလားဒီကောင်ကဖြစ်တာလားဆိုတော့ ဒီဟာလေးတွေပေါ့နော်ဒီ3 point လေးတွေကြည်ချင်းအဖြစ်နဲ့တည်နိုင်တယ်ပြီးတော့ဒီကောင်ဒီကောင်ကောင်းမကောင်းပေါ့နော်ဒီကောင် magnetic တဲ့ကောင်ကောင်းမှုဆိုလို့ရှိရင်လည်းပြီးတော့ဒါလေးပေါ့နော်ဒီကောင်လေးသမဲဦးသမဲဦးတွေမှာ မီးထိုးလိုက်လို့မီးမလာတာမျိုးမျိုးမီးထိုးလိုက်လို့မီးမလာတာမျိုးဆိုလို့ရှိရင်လည်းဒီမှာ fuse ရှိပါတယ်ဒီ fuse လေးပြတ်သွားတယ်ဆိုလို့ရှိရင်လည်းသမဲဦးကအကျက်မှာမဟုတ်ပါဘူးသမဲဦးမီးလာမှာမဟုတ်ဘူးပေါ့နော် ီထမဲဟိုကမီးမမီးလာမှာမဟုတ်ပါဘူးအဲ့တော့ဒီကောင်လေးထမဲဟိုပလတ်ထုတ်လိုက်လို့မီးမလာဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုလည်းဖြူးပြတ်မပြတ်ပါနော်ဖြူးပြတ်မပြတ်စစ်ကြည့်ပါဖြူးကောင်းနေတယ်ဆိုလို့ရှိရင်တော့ဒီဒီကောင်လေးပေါ့နော်ဒီကျိုးကြီးပါဝါရောက်မရောက်စမ်းကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ထမဲပေါင်းဟိုမီးမလာဘူးပါဝါမလာဘူးဆိုရင်ဘာအရင်စလုံမလဲပေါ့နော်ထမင်းပေါင်းမီးပါမီးမလာဘူးဆိုလို့ရှိရင်ဒီကောင်လေးကိုအရင်ဆုံးပုံတိုင်းကြည့်ပါ ကောင်လေးကိုဒီကောင်လေးပေါ့နော်အရင်ဆုံးမီးမလာဘူးဆိုရင်ဒီကောင်ကိုအရင်ဆုံးဒီကောင်ကိုအရင်ဆုံးအုံးအရင်တိုင်းကြည့်လိုက်ပေါ့နော်ခုနကယူနီတက်ခုနကယူနီတက်အရင်တိုင်းကြည့်မယ်လာလားမလာလားပေါ့နော်အတန်မြေဆိုလာတယ်ဝေးနောက်တစ်ဖက်ပေါ့နော်ဝေးလာတယ်ဒါဆိုကျိုးကောင်းတယ်ပေါ့နော်အကဲဒီလိုစမ်းကြည့် ဒီလိုစမ်းကြည့်လို့လည်းရပါတယ်နောက်တစ်မျိုးကကြတော့ power ထိုးပြီးတော့မပါဝါထိုးပြီးတော့ပါဝါထိုးပြီးတော့ဒီကောင်းကို AC ဗို့ပေါ့နော် AC ဗို့တိုင်းကြည့်တာပေါ့နော် AC ဗို့တိုင်းကြည့်မယ် AC ဗို့တိုင်းကြည့်တယ်ဆိုရင်လည်းသူကပြရနေပါပြောရတယ်200 214ပေါ့နော်အခုစရင်214 AC ဗို့ရှိနေရမှာဖြစ်ပါတယ် ဒါကဒီကြိုးကောင်းမကောင်းစမ်းကြည့်တာပေါ့နော်ဒီကြိုးဒီ twin ပေါင်းမီးမလားလို့ power ကြိုးကလည်းကောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်းကိုဆက်ကြည့်ရမှာဖြစ်ပါတယ်ဒီကောင်းလေးကဒီ fuse ပြတ်သွားတဲ့ဆိုတော့ပြတ်သွားခဲ့ရင်လည်းဒီ fuse ပြတ်သွားခဲ့ရင်လည်း twin ပေါင်းက မီးလာမှာမဟုတ်ပါဘူးမီးပလက်ထိုးရင်မဲ့မီးမလာတာလည်းဒီ fuse ပြတ်တာကြောင့်လည်းဖြစ်နိုင်ပါတယ်အဲ့တော့ fuse ပြတ်မပြတ်ကိုစမ်းကြည့်ဖို့ဆိုလို့ရှိရင်ဒီကောင်လေးပေါ့နော်အုံးမှထားမယ်အုံးမှထားပြီးတော့ဒီဘက်မှာတစ်ဖက်တိုင်းမယ်ဒီဘက်မှာတစ်ဖက်တိုင်းပေါ့နော်ဒါမျိုးလာနေရမှာဖြစ်ပါတယ်ဒီလိုမျိုးအုံးတံမိုးတို့ခုဒီလိုမျိုးမပြတ်ဘူးလက်တံမပြောင်းလောက်ဘူးပေါ့နော် ဒါမှမဟုတ်ဒီ digital နဲ့တိုင်းမဲ့ဆိုလဲ own 0 d 0ရဲ့ open အနေနဲ့ကနေဒီ0ပေါ့နော်0 own ဖြစ်ရမှာဖြစ်ပါတယ်ဒီလိုမျိုးမပြဘူးဆိုရင်ဒီ fuse လေးပြတ်တာဆိုတာသိရမှာဖြစ်ပြီးတော့ fuse ကိုဝယ်လဲရမှာဖြစ်ပါတယ်များသောအားဖြင့်ပေါ့နော်ဒီ main power တွေမှာ power မလာလို့ရှိရင် fuse ပြတ်တာများပါတယ်ပြီးတော့ဒီခဲကဒီ cable တွေကပေါ့နော် cable တွေကအကျိုးပြတ်တာလဲ ရှိပါတယ်ဒီထဲမှာပေါ့နော်ဒီထဲမှာကြိုးတချောင်းချောင်းပြတ်သွားတယ်ဆိုရင်ရင်ပါဝါလာမှာမဟုတ်ပါဘူးပြီးတော့ဒီ fuse ပြတ်သွားတယ်ဆိုရင်လည်းပါဝါလာမှာမဟုတ်ပါဘူးနောက်တစ်ခုကကျတော့မီးကတော့လာတယ်ပေါ့နော်မီးကတော့လာတယ်ဒီကောင်ဒီကောင်မီးကတော့လာတယ်ပေါ့နော်မီးလာပေမဲ့ဒီ one clock မှာပဲရှိပြီးတော့ဒီဘက် clock ကမပြောင်းတာပေါ့နော်အဲ့ဒါမျိုးလည်းဖြစ်တတ်ပါတယ်အဲ့ဒီကောင်ကကျတော့ဒီကောင်လေးပေါ့နော်ဒီထဲမှာရှိတဲ့ point ဒီထဲက point ကြီးကြီး အရန်များနေလို့ကြီးတွေကပ်နေလို့မီးမကူးနိုင်တာပေါ့နော်ဒီဘက်တစ်ဖက်ဒီဘက်တစ်ဖက်ကနေဒီဘက်တစ်ဖက်ကိုမီးမကူးနိုင်တဲ့အခါကျရင်လေသူကသမင်းကကျက်မှာမဟုတ်ပါဘူးတဲတဲပေမဲ့သူကကုတ်ကုတ်ဆိုတော့မီးလင်းမှာမဟုတ်ခနဲ့ဒီ one club ပေါ့နော်ကျက်ပြီးသားအနေနဲ့ပြတဲ့ club ကိုပဲလင်းနေမှာဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုလေ point ဒီ point လေးတွေကိုပေါ့နော်ဒီ point ဒီကောင်ရဲ့ point လေးတွေကို ဒီဟိုဟာလေးနဲ့ဒီကော်ပိုင်လေးနဲ့ဖြစ်ဖြစ်ဓမ္မမုတ်ဒီလိုမျိုးကော်ပိုင်လေးနဲ့ဖြစ်ဖြစ်တိုက်ပေးရမှာဖြစ်ပါတယ်ဒီကြားလေးတွေပေါ့နော်ဒီကြားလေးတွေကိုတိုက်ပေးပါဒီလိုမျိုးထိုးထည့်ပြရပေါ့နော်ဒီလိုမျိုးတိုက်ပေးရမှာဖြစ်ပါတယ်ဒီထဲပေါ့နော်ဒီကြားလေးတွေကိုတိုက်ပေးရမှာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီကောင်ပေါ့နော်ဒီကောင်မကောင်းဘူးဒီကောင်မကောင်းဘူးဆိုလို့ရှိရင်လည်းဝယ်လဲလို့ရပါတယ်ဒီကောင်လဲပုံလဲနည်းရကျွန်တော်ပြပေးပါမယ် နောက်တစ်ခုကကြတော့ဒီ coin ပေါ့နော်ဒီ token ပေါင်းရဲမှာရှိတဲ့ coin ဒီ coin ငုတ်ကဒီမှာနှစ်ခုရှိပါတယ်ဒါ coin ငုတ်ပေါ့နော်ဒီ coin မကောင်းရင်လည်းဝယ်လဲလို့ရပါတယ်ဒီသူ့ရဲ့လက်မှတ်နဲ့ပေါ့နော်သူ့လက်မှတ်နဲ့သူဝယ်လဲလို့ရပါတယ်ဒါတော့အနှွေးကွိုင်လို့ခေါ်တာပေါ့နော်။နှွေးနှွေးလေးပဲဖြစ်အောင်ထားတဲ့ဟာလေးပေါ့။ဒီကောင်အနှွေးကွိုင်လို့ခေါ်ပါတယ်။အဲ့တော့ကျွန်တော်ကဒီကောင်ကိုဖြုတ်မယ်ဆိုလို့ရှိရင် ဒီကောင်ပေါ့နော်ဒီအကဲဒီကောင်လဲခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဖြုတ်ပြပါမယ်ဒီကောင်လဲခြင်းနဲ့ဆိုဒီဟာကိုဖြုတ်အောင်မှာဖြစ်ပါတယ်ဒီကောင်ပေါ့နော် ဒါမျိုးပေါ့နော်ဒီလိုပြုတ်သွားပြီဆိုလို့ရှိရင်ဒီကောင်လေးတွေကိုပြီးလိုက်နဲ့ဝင်အောင်ကျွန်တော်တို့ဒီ log လေးတွေကိုဖြည့်လိုက်မယ် ဒါမျိုးပေါ့နော်ဒါမျိုးပြေးလိုက်တဲ့အခါမှာဒီမှာဒီမှာပေါ့နော်ဒီကောင်လေးထွက်လာမှာဖြစ်ပါတယ်ဒီလိုမျိုးလေးထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီခလုတ်လေးမကောင်းရင်လည်းလဲလို့ရပါတယ်ဒီခလုတ်လေးပေါ့နော်ဒီခလုတ်လေးမကောင်းတဲ့အခါမှာလည်းလဲလို့ရပါတယ်ဒီခလုတ်လေးကဒီ 2000-2005ပြင်မရှိပါဘူး2000-2000ပေါ့နော်စိုင်းနေမှာဒီလောက်ပဲရှိပါတယ်ဒီကောင်လေးမကောင်းရင်ဒီထဲမှာမဂနက်ရှိတယ်ပေါ့နော်မဂနက်ရှိတယ်ဒီကောင်လေးမဂနက်ပေါ့နော်ဒီထဲကမဂနက်လေးပူလာလို့ရှိရင်ဒီကောင်ကမဂနက်ကပြန်ခွာမှာပေါ့နော်ပူလာလို့ရှိရင်ပြန်ခွာမဲ့မဂနက်လေးပါ ။အဲ့ကောင်လေးမကောင်းမှုဆိုရင်လည်းဒီကောင်လေးကိုဝယ်လဲရမှာဖြစ်ပါတယ်။ဒီကောင်မကောင်းတဲ့အခါမှာဒီပန်းအိုးတွေပေါ့နော်မကျက်ဖဲနဲ့မကျက်ခင်မှာတက်တာပေါ့နော်။မကျက်ခင်မှာတက်တဲ့ပြဿနာမျိုးတွေဖြစ်တတ်ပါတယ်။အဲ့အမျိုးဖြစ်ရင်လည်းဒီကောင်လေးဝယ်လဲရမှာဖြစ်ပါတယ်။ကြပြန်တက်တာပေါ့နော်စပရင်ကိုပြန်တက်မယ်ဒီလိုမျိုးလေးတက်မယ်တက်ပြီးလို့ရှင်ဒီထဲထည့်မှာပေါ့နော် ထဲတဲ့အခါမှာသူ့ရဲ့အန်လေးဝင်အောင်ပေါ့နော်အန်လေးဝင်အောင်ထည့်မယ်ဘီလိုအန်ဟိုအကုန်လုံးဝင်အောင်ထည့်လိုက်မယ်ထည့်ပြီးတော့မှဒါလေးတွေပေါ့နော်ဒီလောက်လေးတွေကိုပြန်ပြီးတော့ကန့်လန့်ပြန်ချိုးလိုက်မှာဖြစ်ပါတယ်ဒီမှာရှိတဲ့လောလေးတွေကိုကန့်လန့်ပြန်ချိုးလိုက်မှာပေါ့နော်ဒါလေးတွေကိုကလစ်ကလေးနဲ့ကန့်လန့်ပြန်ချိုးလိုက်မယ်ဒါမျိုးပေါ့နော် ထားလို့ရပါပြီ။နောက်ပြီးတော့မှဒီကောင်လေးကိုထည့်မယ်ပေါ့နော်။ မျိုးလော့ပြန်ထားလိုက်ရပါတော့ဒီလိုမျိုးထားလိုက်မယ်ဒါဆိုရင်ဒီကောင်လေးကိုမိတ်ဆွေတို့လဲလဲတက်မယ်လို့ထင်ပါတယ်မျိုးပေါ့နော်ခလုံးလေးလို့မလွတ်ချင်တဲ့ပုံစံမျိုးမှာဆိုရင်လည်းဒီကောင်လေးကို adjust လုပ်လို့ရပါတယ်ဒါလေးကကြတော့ဒီ long nose လေးနဲ့ပေါ့နော်ဒီကောင်ကိုတင်းတာပြူတာဖြစ်အောင်ဒီကလေးကိုဒီကောင်လေးပေါ့နော်ချိုးလိုက်တာတော့လောက်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ point လွတ်ပါတယ် point လွတ်တဲ့အတွက်မလိုသေးပါဘူးအဲ့တော့ပေါင်းတလုံးပါဝါမလာတဲ့အခါမှာဘာရင်စစ်ရမလဲပေါင်းတလုံးပါဝါမလာတဲ့အခါမှာအရင်ဆုံးကျိုးစစ်မယ်ဒီကျိုးစစ်မယ်ကျိုးစစ်ပြီးတဲ့အခါမှာပါဝါမလာခဲ့ရင်ပေါ့နော်ပါဝါမလာခဲ့တဲ့အခါမှာ fuse ဒီ fuse ကိုစစ်မယ် ဖြူးဆိုတာနော်ဒီမှာဖြူးရှိတယ်ဖြူးကိုဆင်မယ်ဖြူးလဲလဲလို့ရပါတယ်ဒီလိုဖြူးတစ်ချောင်းချင်းစီလဲလို့ရပါတယ်ဒီဖြူးပြက်နေရင်လည်းပါဝါလာမှာမဟုတ်ပါဘူးပြီးတော့နောက်တစ်ခုပေါ့နော်ဒီကျိုးတွေပြက်နေသလားပေါ့နော်ကျိုးတွေပြက်နေရင်လည်းပါဝါလာမှာမဟုတ်ပါဘူးပြီးတော့ပြီးတော့နောက်တစ်ခုကကြတော့ဒီ꽌လဲတာပေါ့နော်꽌လဲတဲ့အခါမှာကြတော့ဘယ်ကနေလဲရလဲဆိုတော့ဒီ꽌ကိုလဲမယ်ဆိုလို့ရှိရင်ဒါတွေဖြုတ်ရမယ်ဒါဖြုတ်ရမယ်ဒါဖြုတ်ဒီကောင်ဖြုတ်ရမယ်ပေါ့နော် ်ချုပ်ပြီးတော့ပြုတ်ကြလာတဲ့အခါမှာဒီမှာသူ့ရဲ့ဒီဒီကောင်လေးတွေ point လေးကိုဖြုတ်မယ်ဖြုတ်ပြီးလို့ရှိရင်ဒီကောင်လေးပေါ့နော်ဒီမှာရှိတဲ့ screw တွေဖြုတ်မယ် screw တွေဖြုတ်ပြီးတဲ့အခါမှာဒီကောင်လေးထွက်လာမှာဖြစ်ပါတယ်အဲ့ထွက်လာတဲ့ဟာကိုလဲရမှာဖြစ်ပါတယ်ဒါတော့ဒီ coin ကကျတော့သူ့ limit နဲ့သူပေါ့နော်သူဘလောက်ဒီ limit နဲ့သူဝယ်လို့ရပါတယ် number လေးနဲ့လည်းဝယ်လို့ရပါတယ်ဒါအပူပစ္စည်းဆိုင်တွေမှာရှိပါတယ် ဒါလို့ဆိုရင်မိတ်ဆွေတို့အိမ်ကပေါင်းတွေကိုမိမိတို့ကိုယ်တိုင်ပြင်ဆင်နိုင်လိမ့်မယ်လို့ယုံကြည်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်